ီနေ့ကတော့တကဘာလုံးကိုတေးတန်တန်နဲ့လှောက်ခတ်စီတဲ့သူဖြစ်ပါတယ်။သူဟာလူတိုင်းရဲ့ပစတ်ထက်မှာကျော်လေးရှိပါတယ်။သူကနာမည်ကြီးသူဖြစ်ပြီးတော့မှတန်ရာရှိသူလည်းဖြစ်ပါတယ်။သူ့နာမည်ကတော့ Michael Jackson ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်ကလေးကလူသားမေးခဲ့ကြပါတယ်။ဘာကြောင့်သူစတင်ခဲ့တာလဲ။ဘလို့နင်းနဲ့ဒီကဘာလုံးကိုပြောင်းလဲခဲ့တာလဲ။ဒီနေ့ကတော့ကျွန်တော်တို့နဲ့အတူသူ့ဘဝကိုကြည့်ကြရအောင်ပြ။ဒီအောင်မြင်မှုရဲ့နောက်မှာတတတတမဟုတ်ဘဲနဲ့အမှန်တရားတွေရှိလဲဆိုတာကိုဒီနေ့ကျွန်တော်ပြောပြပေးတော့ပါမယ်။1958ခုနှစ်ကယ်ရီမြို့ကတင်းငယ်တဲ့အိမ်ငယ်တစ်လုံး အဖေကဒါမနိစက်ရုံရဲ့အလုတ်တမအိမ်ကတေးပေမဲ့ညော်လင်းချက်ကြီးတယ်။ဆင်းရဲပေမဲ့မနှိုက်တဲ့စိတ်ဓာတ်တွေရှိပါတယ်။ပြီးတော့သူတို့ရဲ့အိမ်ထဲမှာညော်လင်းချက်နဲ့တေးတန်တွေပြည်နေပါတယ်။မောင်နှမတဆုထဲကစွမ်းအားအရှိဆုံးကတော့အရွယ်နဲ့အနည်းငယ်ဆုံးဖြစ်တဲ့ဒီမိုက်ကယ်ဂျိုဆင်သူ့ရဲ့အတန်ဟာတခြားလူတွေထက်အတန်ကောင်းပြီးတော့နဝင်ချိုပြီးတော့တက်ဝင်နေခဲ့ပါတယ်သူအကိုကတော့ Jackson Brother ဆိုရက်ဂီတတဖွဲ့ ဖွဲ့ပါတယ်။မက်ကယ်ဟာအသက် ရှင်းနှစ်တောင်မပြည့်ခင်မှာပဲ အဖွဲ့ထဲဝင်လိုက်ပါတယ်။နာမည်ပြားပြီးတော့ The Jackson 5ဆိုတဲ့နာမည်နဲ့နိုင်ငံတော်ဝန်ထက်ထွက်လာပါတယ်။တိုးတက်ကတေဂီတာဆိုတာမလလောက်ရရင်မနေနိုင်တဲ့အရာဖြစ်နေပါတယ်။အဲ့ဒါကတော့သူ့ရဲ့ဘဝရဲ့အစပါပဲ။သူ့မှာအိမ်မက်တစ်ခုပဲရှိတယ်။သူကလူသားတွေရဲ့နှလုံးသားထဲကိုဝင်ချင်တဲ့1988ခုနှစ်မှာပဲတော်ဝီဆက်စကားထဲမှာတယောက်ဆောင်နေစင်မှာပဲသူ့ဘဝအတွက်အရေးကြီးဆုံးလှေကားရောက်လာပါတယ်။ အဲ့ဒီနေရာမှာပဲသူရဲ့အနုပညာဘဝကိုပြောင်းလဲပြီးမဲ့တေဂီတာထုတ်လုပ်သူခရီနစီဂျွန်နဲ့တွေ့ခဲ့ပါတယ်။သူတို့ပေါင်းပြီးတော့မှ1989ခုနှစ် Out the Wall ဆိုတဲ့ထွက်လာခဲ့ပါတယ်။နောက်တစ်နှစ်လောက်မပေါ်ခင်မှာ Thriller ဆိုတာထွက်လာပြီးတော့မှတကဘာလုံးက Michael Jackson ကိုအော်အော်တော်ခဲ့ပါတယ်။သူရဲ့အမြင်မှုဟာတမန်အဖြစ်ပြက်မဟုတ်ပါဘူး။တ냐ထဲအောင်မြင်တဲ့သူလည်းမဟုတ်ခဲ့ပါဘူး။သူဟာနေ့တိုင်းကြီးကြည့်တယ်။တိဒံတိုင်းကိုအပြည့်အဝထိန်းချုပ်တယ်။ လိကြည့်တယ်ကြိုးစားတယ်ဒါသူ့ရဲ့ကြိုးစားမှုကြောင့်တချင်းတိုင်းမှာတော့ပြင်းပြင်းထန်ထန်တော့တောင်းလောက်သွားခဲ့ပါတယ်သူ့ရဲ့အနုပညာမှာတစ်ဆက်တည်းတည်းမရှိပါဘူးအမှန်တရားနဲ့နည်း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 ရောက်ရှိလာခဲ့ပါတယ်ပြီးတော့မေဂယ်ဂျစင်ဟာသူ့ရဲ့တချင်းနေထက်ကစာသားတွေက message တွေပေးနေခဲ့ပါတယ် hat to war လောကကြီးကိုကောင်းအောင်လုပ်ပါပြီးတော့မင်းကမင်းကြည့်ပြီးတော့ပြောင်းလဲပါဆိုတဲ့သူ့ရဲ့အနုပညာဟာဒီ entertainment မဟုတ်ဘဲနဲ့လူတစ်ဖက်သားနဲ့ဒီစိတ်ခံစားမှုတွေကို ထိခတ်စေတဲ့အရာသူရဲ့တခြင်းတွေကလူတွေကိုလူတွေကြောင့်မေတ္တာကြောင့်တွေတင်ပေးခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုရဲ့နောက်မှာမျောလင်းချက်ထက်နာကျင်မှုကပိုများနေပါတယ်။သူ့ဘဝဟာမီဒီယာနဲ့ပရိသတ်တွေကြားမှာပိမိနေခဲ့ပါတယ်။ပြီးတော့အဲ့လိုပြောင်းမှုတွေ၊စေဝါးတွေပြီးတော့မတန်ဆွမ်းတဲ့ခြံတွေကိုတချို့ရင်ထဲမှာတော့ သူဟာစိတ်မတန်တဲ့သူတောင်ထင်ကြီးပေးခဲ့ကြပါတယ်ပြီးတော့အာမြင့်မှုနဲ့သူသွေးအေးလာမှုပြီးတော့ပျော်ရွှင်မှုနဲ့သူအသွင်းကအတီတောက်တင်မှုတွေကို1900ခုနှစ်စော်25ရက်နေ့မှာပဲမိုက်ကယ်ချိုဆင်းဟာတက္ကပါလုံးကိုရက်တန်တော်စီခဲ့ပါတယ်ဒါသူတေတာမဟုတ်ပါဘူးသူတချင်းကဒီလောကမှာတက်တန်ရှိနေစေ King of Apollo ခေါ်ဆိုကြပြီးတော့မှသူ့ရဲ့နာမည်ဟာခုချိန်ထိကျန်ရှိနေဆဲပါတယ် သူရဲ့အမှုပညာဟာနှောင်လာသူအမှုပညာရှင်တွေအတွက်အလင်းသားဖြစ်နေစေပြီးတော့အာမြင်ချင်းအတွက်အနာခံရခြင်းကတန်ဖိုးရှိပါတယ်အခုတင်ကြည့်နေတဲ့ဒီဆက်လန်ဟာမိုက်ကယ်ဂျိုဆင်ရဲ့ဆက်လန်ပါပဲဒါပေမဲ့တကယ်တော့တင်လဲတင်ဘဝမှာပြောင်းလဲမှုတစ်ခုစတင်နိုင်ပါတယ်သူပြောခဲ့သလိုပါပဲမိရဲ့အနေနဲ့လည်းမိရဲ့ချင်းကိုစတင်လိုက်တာဘဝကမျောလင်းခြင်းတစ်ပုတ်တစ်ချင်းတစ်ပုတ်လိုပါပဲနှာချင်းပေမဲ့တန်ဖိုးရှိပါတယ်ဒီနေ့တော့ Michael Jackson ရဲ့ဆက်လန်းကိုပြောပြတော့တာပဲဖြစ်ပါတယ် 好，阿拉伯就是对嘛，人家。